နာနဲ့ခင်းမှာကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့လူတိုင်းမှာကောင်းသောနာနဲ့ခင်းဖြစ်သလားလို့ဆိုမဖြစ်ဘူးအိယာကလိုထလာတဲ့အချိန်ကစပြီးတော့နှုတ်ခမ်းကြီးစူးလို့မျက်နှာကြီးအောက်တိုးတိုးနဲ့နေတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်မဖြစ်ဘူးလောကရေရင်ထဲမှာပူလောင်မှုတွေနဲ့စိုးရိမ်မှုတွေနဲ့နာနဲ့ခင်းတစ်ခုဖြတ်တမ်းမဲ့ဆိုရင်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်မလဲ အဲ့တော့ကောင်းကောင်းနဲ့နဲ့ခင်ဖြစ်ဖို့အတွက်စိတ်ချမ်းသာကိုချမ်းသာနဲ့ကိုယ်ရင်နဲ့နှလုံးထဲမှာအပြစ်ကင်းတဲ့သဘာဝတရားတွေဖြစ်အောင်လုပ်နိုင်မှကောင်းကောင်းနဲ့နဲ့ခင်ဆိုဖြစ်ဖြစ်ပေါ့လူတွေဆိုတာမနဲ့မိုးလင်းလာလို့ရှိရင်နံပါတ်1မလုပ်မယ်ဆိုတာတွေးကြတယ်အာယုန်တစ်ခုပေါ်မှာတွေးကြတယ်စိတ်အလုံးလုံးတွေးပြီးရင်မလုပ်လဲပြောကြပြောပြီးရင်မလုပ်လဲကိုထိလက်ရောက်လောက်ကံညာ ပထမစိတ်ကူးတယ်ဒုတိယနှုတ်ကထုတ်ပြောတယ်တတိယကလုံးလုံးတယ်ပြောလို့တာကကာယကံဝစီကံမနောကံဆိုတဲ့အထက်မှာမနောကံဆိုတာစတဲ့ပြီးတော့ဖြစ်လာမနောကံဖြစ်ပြီးရင်ဝစီကံဖြစ်တယ်ဝစီကံဖြစ်ပြီးမနောကာယကံဖြစ်တယ်လို့ကာယကံဝစီကံမနောကံလို့ဆိုတဲ့ဒီကံသုံးပါးနဲ့လှုပ်ရှားဆောင်ရွက်မှုတွေအတွက်ကိုယ့်အတွက်ကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့ အလုတ်တွေဖြစ်ပါမှကောင်းသောနနေခင်ဖြစ်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့နနေခင်ဖြစ်သားတဲ့အခါမှာမကောင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုတ်တွေနဲ့ဖြတ်တန်းသွားပြီဆိုရင်ဒီနနေခင်ဟာအယုတ်ဆုံးအကြီးတန်းပြီးကိုယ့်အတွက်အကျိုးမဲ့ဖြစ်စေနိုင်တဲ့နနေခင်ကြီးဖြစ်သွားတာပေါ့အဲ့ဒါလိုပဲနေလေခင်တို့ညနေခင်တို့ဆိုရလဲကောင်းသောနေလေခင်ကောင်းသောညနေခင်ဖြစ်ဖို့လိုအပ်တယ်ပေါ့